အခုတင်ဆက်ပေးမယ့်သတင်းကတော့အသက်55နှစ်ရှိတဲ့သူနဲ့ကလေးငယ်တာကြောင့်တပ်ငယ်ရေးရာဝန်ကြီးဌာနကနေပြီးတော့မှနှုတ်ထွက်ခဲ့ရတဲ့သတင်းပဲဖြစ်ပါတယ်။အသက်55နှစ်ရွယ်ပဲရှိသေးတဲ့အမျိုးသားတအုံနဲ့ကလေးယူခဲ့ပူတာကြောင့်အစိုးရဖွဲ့ဝင်တအုံဖြစ်တဲ့ကလေးတငယ်ရေးရာဝန်ကြီး SDDA ဟာယာတူကနေနှုတ်ထွက်သွားခဲ့တယ်လို့အိုက်စလန်ဆိုရကသတင်းထုတ်ပြန်လိုက်ပါတယ်။ SDDA ဟာသူမအသက်25နှစ်ရွယ်မှာအသက်55နှစ်ရွယ်ပဲရှိသေးတဲ့အမျိုးသားတအုံနဲ့ရွှေကျွမ်းဝင်ခဲ့ပြီးတော့သူမရဲ့ပထမဆုံးရည်သွေးရခဲ့တာပါ။ အထောက်ထားတဲ့တဘောလာပြီးရဲ့နောက်မှာတော့ရာထူးကလည်းနှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ SD ကအရွယ်မရောက်သေးတဲ့မြူသားငယ်နဲ့ကလေးယူခဲ့တာဖြစ်တယ်လို့ထင်ရှားသွားပြီးနောက်မှာအစိုးရအဖွဲ့ဘက်ကသူမကိုခေါ်ဆွေးနွေးခဲ့ပြီးရဲ့နောက်မှာရာထူးကလည်းနှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ရွေးမြောက်သေးသူတွေနဲ့ကလေးတငယ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုတောင်းဝန်ယူဆောင်ရရတယ်။ကလေးတငယ်ရေးရာဝန်ကြီးအနေနဲ့အသက်15နှစ်အရွယ်မျိုးသားတအုပ်နဲ့ကလေးယူခဲ့တယ်ဆိုတာမှန်လျော်ကန်လို့နဲ့လုံးဝမဖြစ်တာကြောင့်ရှာသူကလည်းနှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။အိုင်စလန်ဝန်ကြီးချုပ်ဖြစ်တဲ့လို့အမျိုးသမီးတအုပ်လည်းဖြစ်တဲ့ Christian Flo Storia က STD ဖြစ်စဉ်ဟာအပြစ်တင်မှုခက်ပေမဲ့သူမရဲ့နောက်ကြရဆုံးပဲကိုတိကျမစစ်ဆေးပဲနဲ့ကလေးတငယ်ရေးရာဝန်ကြီးအဖြစ်တောင်းပေးခဲ့မှုတွက်ပြည်သူတွေကိုဝန်ချတောင်းမှန်နေစာထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ဒီတဲ့င်းတော့ငင်းချမ်းဝါပေးဖို့လားပါ။